တရုတ်ရဲ့နီးပညာအမြင့်ဆုံးလေယာဉ်သင်တမောကြီးဟာရေရင်ပေါ်အခြေစိုက်ဖို့ရထားတဲ့လေယာဉ်အမျိုးအစားအားလုံးအတက်ဆင်းပြုလုပ်မှုစမ်းသပ်ချက်တွေအောင်မြင်ပြီးစီခဲ့ပြီလို့တရုတ်ရေတပ်ကပြောပါတယ်။ဂျာဟာလေယာဉ်သင်တမောတွေပိုင်ဆိုင်လာတာနှစ်အနည်းငယ်လောက်သာ ရှိသေးတဲ့တရုတ်အတွက် ကြီးမားတဲ့အောင်မြင်မှုအမှတ်တိုင်တစ်ခုလို့လဲရေတပ်ရဲ့အဆိုကိုကိုးကားပြီး CCTV သတင်းဌာနကဖော်ပြခဲ့ပါတယ်။ တရုတ်ရေတပ်ကစက်တင်ဘာ22ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ဗီဒီယိုထဲမှာတော့ဖူဂျန်လင်းတင်တင်မောကြီးရဲ့အလျက်စစ်တန်လိုက်လောက်လွဲစနစ်ကိုအသုံးပြုပြီးလင်းရ်သုံးမျိုးရဲ့ပြန်တက်မှုအစမ်းတက်ချက်တွေအောင်မြင်သွားတာကိုဖော်ပြထားပါတယ်။အရာတွေကတော့ရေတပ်မှာအတွင်ကျယ်ဆုံးအသုံးပြုနေတဲ့ J15 တင်တိုက်လေယာဉ်တွေရေဒါနဲ့ထောက်လန်းမှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောင်းနီးပညာပါတဲ့ပြင်စမမျိုးဆက် J35 တန်းလျင်တွေနဲ့လေချောင်းရံကောက်ွယ်ရေးအချက်ပြလျင် KJ 700 drop တို့ပဲဖြစ်ပါတယ်အမျိုးအစားနဲ့လှုပ်ဆောင်မှုတွေကွဲပြားတဲ့အဲ့ဒီလျင်တွေပြန်တက်နိုင်ဖို့ရော ပြန်လည်ဆင်းသက်မှုကိုပါဖူဂျန်လင်းတင်တင်းမော့ကအောင်းအောင်းမြင်မြင်ကန်တွေနိုင်ခဲ့တယ်လို့ CCTV ကကြွေးကြော်ထားခဲ့ပါတယ် J35 ဟာ ကိုပြောင်းနီးပညာသုံးတိုက်လျင်တွေထဲမှာ လင်းတင်တင်းမောပေါ်အခြေဆိုင်အစစ်စင်ရေးလှူဆောင်နိုင်တဲ့ဒုတိယမြောက်အမျိုးအစားလေးဖြစ်လာပါတယ်ပထမဆုံးအမျိုးအစားကတော့ American Company Lockheed Martin Company ကထုတ်လုပ်တဲ့ F35B နဲ့ F35 series ပဲဖြစ်ပါတယ်တရုတ်ရတဟာအရင်ကတော့ ကိုပြောက်တိုက်လေယာဉ်တွေကိုလင်းတင်တင်းမောမှာအခြေဆိုင်ပြီးစစ်စင်ရေးဆောင်ရွက်နိုင်တာမျိုးမရှိခဲ့ပါဘူးနိုင်ငံတကာစစ်ရေးသုတေသီတွေကတော့ တရုတ်ရေတပ်ရဲ့လေကြောင်းစစ်ဆေးရေးစွန့်ရည်ဟာပြန်ပတ်အမေရိကန်ကို လိုက်မီဖို့အများကြီးလူနေသေးရင်တောင်လင်းလင်းမြန်မြန်တိုးတက်လာနေတယ်လို့သုံးသပ်ထားကြပါတယ်။တရုတ်မှာပြည်တွင်းဖြစ်တက်ဆန်ထုတ်လုပ်တဲ့ဖူဂျန်ဟောင်းတရုတ်ရေတပ်ကပိုင်ဆိုင်တဲ့လင်းတင်သင်းမောသုံးစီထဲမှာအရွယ်စားအကြီးဆုံးဤပညာအဆင့်မြင့်ဆုံးဖြစ်ပါတယ်။အရင်လင်းတင်သင်းမောတွေဖြစ်တဲ့ရှန်တောင်းနဲ့လျောင်းနင်းတို့ဟောင်း လေရင်တွေလွတ်တံရမှာပိုပြီးခက်နောက်ကြတဲ့ ski jump ပြေးလန်းစနစ်ကိုသာတုံးထားခဲ့တာကြောင့်လေရင်တင်းဆောင်နိုင်တဲ့အရေအတွက်ကလည်းနည်းပါတယ်ဖူဂျမ်မာရော အမေရိကန်ရဲ့ခက်မီဆုံးလေရင်တင်းတင်းမောတွေနီးတူလျှက်စစ်တန်လိုက်လောက်လွဲစနစ်ကို အသုံးပြုထားတာပါအခုတော့အဲ့ဒီစနစ်ကိုအသုံးပြုပြီးလေရင်တွေကိုလွှတ်တင်တော့စမ်းသပ်ချိန်မှာ ပြန်လဲဖမ်းယူတာတွေကိုစမ်းသပ်အောင်မြင်သွားတဲ့သဘောပါပဲ ဖူဂျန်ဟာတရုတ်ရေတပ်တွေမှာတက်တော်မဝင်ရသေးပဲပင်လယ်ပြင်စမ်းသပ်မှုတွေပဲလှုပ်ဆောင်နေပါတယ်အခုလို J35 တွေ